ပြောင်းလဲတက်တက်ခံရဲ့မြက်ခွက်ကြီးဖြက်ကန်ခံလိုက်ရတာနဲ့အိမ်ပေါင်းမဲ့ချမ်းပေါင်းမဲ့ရွက်ောက်ဘွဲကိုမဖြစ်မနေဝင်းရောက်ရင်းောက်ခံမဲ့ဆိုပြီးတော့ပြောဆိုလာတဲ့အတန်ထစ်လာတဲ့အကြောင်းတွေကိုကျွန်တော်ဖော်ပြပေးမယ်နောက်ထပ်တင်းခုတမန်ဒွန်နန်ထရန့်ကမင်းအောင်လှိုင်းကိုအာစီယန်တက်ခွင့်အခွင့်အရေးပေးလိုက်ပါပြီဟာဒါကသတင်းကြီးကျွန်တော်ရင်သားဆိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတူတူနားထောင်ကြည့်ကြရအောင် ။နောက်ဆုံးမှာတော့ကမ္ဘာစား6နေကိုအရကတက်တော့ AA နဲ့ဘောတက်ဖွဲ့ဝင်တွေရောက်လာတော့ EE တောင်မှပေါက်ချိန်မရတော့တဲ့အကျန်းဖက်စစ်ခွေးတက်ကကောင်းနေအကြောင်းကိုဖော်ပြပေးချင်တာပါ။အဓိကပိုင်ကုန်းနဲ့ကကင်းစခန်းနှစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်အမှုန့်ကျိတ်ပြီးတဲ့အချိန်မှာဒီပေါက်ချိန်တော့မရတော့တဲ့ခွေးတွေအကြောင်းကိုကျွန်တော်ဖော်ပြပေးမှာပါ။ တရင်တုံးလို့လုံးကအရန်ကိုရေးကြည့်နေတာပါမိကန်တမဒေါ်နယ်ထရန့်ကမြောက်လိုင်းကိုအာဆီယံအရန်ကိုတက်ချင်လုံးတော့အခွင့်အရေးပြီးလိုက်ပါတယ်ဆိုတော့ဘယ်လိုခွင့်ပေးပေးရလဲဆိုတော့အကြောင်းကိုကျွန်တော်မပြောခင်မှာဒီနေ့တနေ့လို့ရန်ကိုဟော့ဖြစ်နေတဲ့အပြာမေတော့တက်တက်ခန့်အကြောင်းကိုအရင်ဆုံးဖော်ပြပါမယ်ကျွန်တော်ပြာမယ်လို့ပြောတာသူရဲ့ ဝိစုံရဲ့အကြောင်းတွေကြောင့်ဟုတ်ပြီအဲ့ဒီအပြာမဲဒေါ်တက်တက်ခံသူ့ရဲ့မျက်ခွတ်ဖြတ်နှင်းခံလိုက်ရတယ်။အနည်းအဖြစ်ဖြတ်ကန်ခံလိုက်ရတယ်။ရေကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်တဲ့ရေကောက်ခံအမှတ်တွေထဲမှာသူ့ရဲ့နာမည်မပါလာဘူး။ဟာဒေါ်တက်တက်ခံရဲ့ပါတီဒေါ်တက်တက်ခံရဲ့အမည်ပါတီကျွန်တော်တို့ ဒီရွေးကောက်ခံအမိထဲမှာပါမလာတဲ့ခါကျကျွန်တော်ကိစ္စတရားတော့အုတ်အုတ်ချက်ဟာမရဘူးတော့တသက်ခံမပိုင်ဒီပွဲပွဲမစီဘူးဟုတ်ပြီကျွန်တော်ကပြည်သူတွေကဒီသေးနဲ့ပတ်သက်ပြီးတော့အရင်ဆုံးဖော်ပြခဲ့ကြတာရှိပါတယ်တသက်ခိုင်းရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရတော့ပွဲမစီနိုင်တော့ဘူးဆိုရတယ်ပြောင်းဖို့ပါတီပြပြပုတ်ခေါင်းဆောင်ခွေးကောက်ပွဲမှာခွေး ဝင်ပြိုင်ခွင့်မရတော့ပြည်သူကတော်တော်လေးကိုစိတ်မကောင်းဖြစ်သွားကြပါပါတက္ကခံဆိုတော့လည်းခံလိုက်ရပြန်ပြီတဲ့နောက်တစ်ခေါက်ချက်ပြီးတော့ခံရတာပါသူခံရတာကတကယ့်ကိုအဲသူရဲ့နာမည်ပေါ့နော်ကျွန်တော်တို့ရဲ့ဒါပြည်သူတွေကအရင်ကိုချစ်ဖို့ကောင်းတယ်တော်လန်ရေးကာလာတော်လန်တော့ချိန်နေမှာနိမ့်နိမ့်လေးတွေပြီးတတ်တယ်မင်းအွန်လိုင်းမာအာလာမာလာဘယ်လိုဖြစ်တာလဲဆိုတဲ့အကြောင်းပေါ့နော်ပြောကျွန်တော်တို့တီကျူလှ ကျူကျူခေါ်ဇမဲလောဇမဲလေးပြတ်ပတ်ပတ်ခိုင်းပတ်ပတ်ခံကျွန်တော်ပြည်သူကဒါနိမ့်နေပြေးလာတဲ့တပြိုင်တည်းပဲအဲ့ဒီနိမ့်နေတွေနဲ့တကယ့်ကိုတားစလာဖြစ်နေတာကိုတွေ့ရမှာဖြစ်တယ်အဲ့ဒီပတ်ပတ်ခံကတောက်လျှောက်ခံနေရတာအခုလည်းပဲထပ်ပြီးတော့ခံနေရပြီပြောချင်တာကတော့မတန်တရားသူ့ကိုသူ့အမေတက်လို့အခေါ်ခံကျင်တော့ခံရတာပေါ့ဗျာဟုတ်ပြီ အပြာမဲ့တတ်တတ်ခံဘလို့ခံရရတာလေးကိုအရင်ဆုံးဖော်ပြမယ်ပြီးတော့အရင်တော့အခုသူအိမ်နေပေါင်ချန်နေပေါင်ရှစ်မြဟားတဲ့အကုန်လုံးကိုဘယ်မှာထိုးပေါင်ပြီးတော့သူအချက်ကွဲလာဖို့မခံဘူးကွာဆိုပြီးတော့လုဆောင်ချက်တွေကိုကျွန်တော်ဖော်ပြမှာဖြစ်တယ်ဒီလိုမျိုးရေကောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်တဲ့ရေကောက်ပွဲရှင်ပြန်ခွင့်ရအမလောင်းစင်းမှာဒီလိုရှစ်ဆောင် PPP ဒေါ်တတ်တခံရဲ့အမီမတွေ့ရပါဘူးကိုယ်စလဲလောင်းရေချင်းပြည့်ရွံ့တဲ့အတွက်ဒေါ်တတ် ံရွေးကောက်ပွဲရှင်ပြိုင်ခွင့်မရခဲ့ပါဘူးပြီးခဲ့တဲ့ကြမ်းပိုင်းအတွင်းမှာသတင်းထွက်ပေါ်လာတဲ့မလောင်းစင်းမှာလည်းသူ့ရဲ့နာမည်မပါလာပါဘူးဟုတ်ပြီတော့တသက်ခံရဲ့နာမည်ဘာကြောင့်မပါလာလဲအရင်ဆုံးကျွန်တော်ဖော်ပြပေးပါမယ်မောင်မြင်းနဲ့ကျွန်တော်တို့ဒါ CCDH resident အင်အားစီမံကိန်းဒီ AI စီမံကိန်းနဲ့ပတ်သက်ပြီးတော့ငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်ပြီးအကျွေးပြန်မဆက်နိုင်တဲ့တတ်တတ်ခံတွတ်တော်ကိုယ်စားလှောင်းကပြက်ပြက်ခလိုက်ရတာပါအ ဒါကလက်ရှိတည်အမှန်နေဖြစ်တယ်ကျွန်တော်ရဲ့မိသားစုဝင်နေကျွန်တော်တော့ဘောကအောင်မြင်မအောင်မြင်ဘူးပြီးတော့ရောင်းချဖို့လည်းအဆင်ပြေဘူးပြီးတော့ဆောက်လုပ်တဲ့နေရာမှာလည်းပဲကြံ့ကြာမှုတွေအများကြီးဖြစ်သွားတယ်68 resident AR စီမံကိန်းကြောင့်ဘီလီယံ100ကျော်အကျွေးတင်နေတယ်ကျွန်တော်ပြည်သူရှစ်ဆောင်ပါတီဥက္ခကြီးတော့တတ်တတ်ခံကကျွန်တော်လွတ်တော်ကိုယ်စားလှယ်အဖြစ်ကနေတော့ပြဖြတ်ခံလိုက်ရတာဖြစ်တယ် ကျွန်တော်ကဘာကြီးပွားလန်းနဲ့ဆရာဆန်လမ်းတော်မှာရှိတဲ့ 68th Resident AR စီမံကိန်းကိုတက်တက်ခံတဲ့အောင်ကျော်ဝင်းကမောဇာဗန္ဒာနေပြီးတော့ကျွန်တော်တို့ငွေကျပ်ဘီလီယံ100ကျော်ချေငါခဲ့တယ်။ဒါပေမဲ့လည်းပဲ 68th Resident AR စီမံကိန်းကအချိန်မီပြီးစီးမှုမရှိခဲ့ဘူးအခန်းအနိုင်ခဲ့ခြင်းလည်းမရှိခဲ့တော့ကျွန်တော်တို့အဘန်ချင်းဝေတွေကိုလည်းပဲပြန်ပေးဖို့ပြက်ကွက်ခဲ့တယ်။မြတ်တော်ကိုယ်တော်အရေးချင်းသတ်မှတ်ချက်မှာလူဝဲအဖြစ်သက်ဆိုင်ရာတရားရုံးကကြီးညာခံရခြင်းမှာလုံမြောက်ခွင့် ဒါမရဘူးဆိုတာလည်းပါပါလေဆိုတော့လူမွေးစရင်ခံရမဲ့အခြေအနေနဲ့အကျွေးညောက်များစွာတင်နေတဲ့တတ်တတ်ခံဟာလူမွေးစရင်မဖြစ်သေးပေမဲ့သူ့ရဲ့ပါတီမှာသူအမလောင်းဖြစ်ဝင်ရောက်ရွေးချယ်ဖို့အခွင့်အရေးဆုံးရှုံးသွားတာပါခွေးကောက်ခံရွေးချယ်ပွဲမှာခွေးဖြစ်ပါဝင် ရွေးချယ်မခံရတဲ့အချိန်မှာတတ်တတ်ခံပြီးတော့ဘလွေလုပ်ပြလိုက်ဆိုတာကိုလည်းပဲဒီနေ့ဗီဒီယိုမှာကြည့်မိသားစုနေတွေ့ရမှာဖြစ်တယ်။ပြတော့ကိုယ်စလဲတော့ဖြစ်ကျွန်တော်တို့အမြည်ပဲဖြတ်လိုက်တယ်။ပြီးတော့ဒီအချိန်မှာပဲတတ်တတ်ခံတာသူ့ဘလွေမျိုးဆက်ပြီးတော့ခံလဲဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဟုတ်ပြီ။ဒီလိုပြောကျွန်တော်တို့အချိန်နေရောက်ပြီဆိုတာနဲ့တတ်တတ်ခံဟာသူ့ရဲ့အိမ်တွေသူ့ရဲ့ညီတွေသူ့ရဲ့ရှိတဲ့အရာတွေကိုဘယ်မှာ ပြေးပြီးတော့ပေါင်ပြီးတော့ဘဏ်ရဲ့ကျွန်တော်တို့ချေးထားတဲ့ငွေတွေအချို့တော့ဝတ်ကိုပေါ့နော်အချို့တော့ဝတ်တော့မဟုတ်ဘူးပေါ့ဗျာအချို့ငွေချေးတွေကိုဒါပတ်ဆက်ပြီးတော့ဒီရွေးကောက်ပွဲမှာသူ့နာမည်ပြပဖို့အတွက်သူထပ်ပြီးတော့ခံရဖို့အတွက်အစွမ်းကိုပြင်ဆင်နေတယ်အစွမ်းကိုကျွန်တော်စူးစမ်းနေတယ်ဆိုရက်နောက်ဆုံးရသတင်းကိုကျွန်မမိသားစုဝင်ကြားနေရတာဖြစ်ပါတယ် အချိန်နဲ့ခံတာမဟုတ်ဘူးအချိန်ကြောင်းကြောင်းတော့ခံမယ်ထပ်ပြီးတော့လည်းခံအောင်မယ်အဲ့လို तू ခံဖို့ကိုသူ့ရဲ့အိမ်တွေမြေတွေသူ့ရဲ့ပိုင်ဆိုင်တွေအားလည်းအကုန်လုံးကိုဘယ်မှာပေါင်းထားပြီးတော့ခံမှာဖြစ်တဲ့အကြောင်းမှာကျွန်တော်မိသားစုဝင်တွေဟုတ်ပြီအိမ်တွေချန်နေပေါင်းမယ်ဘယ်မှာပေါင်းထားမယ်အကျိုးအကျိုးအချို့ပြန်ဆက်မယ်ပြီးတော့တက်ခံဟာထပ်ပြီးတော့ရွေးကောက်ပွဲပါဝင်ဖို့ကြိုးစားမယ်ဆက်ပြီးတော့လည်းခံမယ်လို့ဆိုပါတယ် ပိုင်ဆိုင်တဲ့အိမ်လူကိုဘန်းမှာပေါင်ထားပြီးတော့ကျွေးချို့ပြဆက်လိုက်လို့တော့တက်တက်ခံဟာကျွန်တော်အာနာရှူးချဖက်စစ်ခွေးရွေးကောက်တဲ့ခွေးကောက်ခံပွဲမှာခွေးတော်အနေနဲ့ဆက်ပြီးတော့ခံနိုင်ဖို့ကိုစ조사နေတယ်လို့သိရတယ်။ဒါဒီအပိုင်းတွေအတင်းထဲမှာကျွန်တော်တို့ပေါ့နော်ဒါအဲဟိုဘက်ဒီဘက်ပေါ့နော်ဟောပြတဲ့သတင်းတွေအများကြီးကျွန်တော်မိသားစုအနေနဲ့တွေ့ရမှာဖြစ်တယ်။ဆိုတော့ကျွန်တော်လည်းဒီနေ့ဒီနေ့ပေါ့နော်ဒါတော့တက်တက်ခံပေါ့ သူခံရတဲ့အကြောင်းကိုကျွန်တော်သတင်းတွေမှာကျွန်တော်ကိုယ်နဲ့တောင်မှမမြင်တွေ့ခင်မှာပြီးခဲ့တဲ့2ရက်3ရက်လောက်တည်းကကျွန်တော်ရဲ့အန်ကယ်ကကျွန်တော်ကိုဆန်းပြီးတော့ message ပို့တယ်ညဖက်ကြီးပြကျွန်တော်ညမအတန်ဖိုင်ဝင်လာတော့ကျွန်တော်ကောက်ဖွင့်လိုက်တယ်။ရှမ်းလေးရေးတက်တက်ခံကတော့လစ်သွားပြီ။ဟာ။အဲဆိုတော့ကျွန်တော်တို့ကလည်းပြတမလားညပိုင်းနေပါကြာဆိုတော့လည်းတိတ်အဆင်မပြေတာလေးလေရှိတယ်ပြ။ချက်ချင်းအဲပြန်ပြီးတော့ reply မပြန်ဖြစ်ဘူးပေါ့ဗျ။ဆိုတော့အဲ message မှာကျွန်တော်ကလှမ်းပြော အဘောနော်စာလင်းကျွန်တော်ပို့တာဘောနော် angle ဘယ်လိုဖြစ်တာလဲဘောဆိုတော့အဲ့ဒီသတင်းကိုကျွန်တော် angle ကလွန်ခဲ့တဲ့၂ရက်၃ရက်လောက်တည်းကသူကကြိုပြီးတော့ကျွန်တော်ဒီမှာ meeting ပြေးလာတယ်ဒါပေမဲ့လည်းကျွန်တော်ပြီးခဲ့တဲ့ဘောနော်အဲတနေ့ကသတင်းမှာတော့အော်စကားဖြစ်တော့ကျွန်တော်ထည့်ပြီးတော့နည်းနည်းပြောလိုက်တယ်ပြီးသုံးလုံးရဲ့အဓိကဒါခေါင်းဆောင်တယောက်ဖြစ်တဲ့တသက်ခံတယောက်တော့အခြေအနေမကောင်းဘူးဆိုတဲ့အကြောင်းတော့ကျွန်တော်မိသားစုဝင်လို့ကျွန်တော်နည်းနည်းလေးဖော်ပြလိုက်တယ်ဗျဒါပေမဲ့တိတိကျကျဖော်ပြဖို့ရာ အဲကျွန်တော်မှလည်းပဲအချက်လက်အချို့လည်းလိုရတာပေါ့ဗျာဟုတ်ပြီဒီနေ့မှတော့ကျွန်တော်တို့သတင်းတွေအများကြီးထွက်ပေါ်လာတယ်ပမာဆိုထွက်ပေါ်လာတဲ့အခြေအနေကတော့သူတို့ဘက်ကလော်ဘီတွေလည်းအဲ့ဒီသတင်းတွေကိုအရန်ဖွာကြတယ်ဆိုတော့မင်းအောင်လိုင်ကအမျိုးသမီးထုကြီးကိုအရန်ကြောက်တာပါဆိုတော့ဒါကိုကျွန်တော်တို့ခက်ဆက်ဆက်တွေ့ရမှာဖြစ်တယ်နော်ဒါတော့မှသူကသူ့ကိုသူ့ အဲစကားပြောရင်ဗျာကျွန်တော်တို့ဒီတော်လန်သောမိသားစုဝင်တွေတော်တော်လေးကိုမကြိုက်တဲ့စကားပါနော်သူကသူ့ကိုသူအမေဖြစ်ချင်တာအဲ့လိုညီမျိုးစုံနဲ့ဗျာအရင်တော့ကလည်းပဲကျွန်တော်တို့ဒါခြံကုံခြံခုံခဲ့တယ်ပြီးတော့သူကိုယ်တိုင်းခြံခွာခဲ့တယ်ဟုတ်လား NLD NLD ရနေပြီးတော့ထွက်ပြီးတော့တတိပုဂ္ဂလပါတီထီတော်မဲ့ပါညာဆိုပြီးတော့ပြီးသုံးလုံးအခုဒါခွေးအုပ်ချုပ်တဲ့အချိန်မှာခွေးရုပ်ကော့ပွဲကိုခွေးအနေနဲ့ဝန်ခံမှုအဲ့ဒါသူကျွန်တော်တို့ကာလအနေနဲ့ပြောမယ်ဆိုရင်ဒီကာလတွေပေါ့နော် ကိုယ်ညူရဲ့ကာလာလေးဆိုတော့ဒီလိုအခြေအနေတွေမှာ तू ဆက်ပြီးတော့ခံဖို့ကို तू ကြိုးစားတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတလူတရက်လုံးကလည်းတကယ့်ကိုဗျာ तू မလုပ်လဲဆိုတာကိုဟာတာအနေနဲ့တကယ့်ကိုအရှက်မဲ့ဆိုတာလုပ်နေတဲ့လူရဲ့တွေကိုကျွန်တော်စောင့်ကြည့်နေကြတာဖြစ်တယ်ကျွန်တော်တို့ကလည်းမဟုတ်ဘူးဟိုရင်းကောင်းကောင်းလည်းစောင့်ကြည့်နေကြတယ်ဟာသူတန်းခံရတော့ဆက်ပြီးတော့ခံရပြန်ပြီအဲ့တော့ကျွန်တော်ရဲ့ဒီ template မှာဆိုရင်အပြာမဲ့တတ်တတ်ခံမျက်နှာကိုဖြတ်ကန်ခံလိုက်ရခြင်းဆိုတဲ့ template ရေးထားတာဖြစ်တယ် ကျွန်တော်တို့ဒီရဲမျက်နှာကိုဖြတ်ကန်နေတာမဟုတ်ဘူးကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်တော်လန်တော်ညီကိုမောင်တို့ဟိုရက်ကောက်ကလော်ဘီတွေကလည်းမျက်နှာကိုတီလိုတီလိုကန်တာအတူလည်းမရဘူးတော်လည်းမရဘူးအင်းနဲ့ channel ပေါ်မယ်ပြီးတော့ဒါလေးပေါ်ပြီးတော့ရက်ကောက်ဘဲကိုဖြစ်မနေဝင်ပြီးတော့ခံမယ်ဆိုတော့ကျွန်တော်တို့နောက်ဆုံးတိထားရတယ်ဒီမဒရင်းထွက်ပေါ်လာပြီးတော့ကျွန်တော်တို့ကျွန်တော်အော်တိုဘန်20နဲ့ဒါ9ရက်နေ့ဒီနေ့ပေါ့ဗျာဒီနေ့ဒီချိန်မှာပဲ သူဟာဒါကိုပြန်ပြီးတော့တုံ့ပြန်မှုအတွက်ဒါကိုစလေပြီးတက်ပေါ့နော်စရင်တွေမပါဘူးဒါပေမဲ့တသက်ခံကဒီရေကောက်ပွဲမှာထုတ်ပြန်နေပေါ့နော်ဒီကိုစလေအမိပြန်ပါဖို့အတွက်ကိုသူဆက်ပြီးတော့စူးစမ်းနေတယ်ကျွန်တော်ပြောလို့ပဲသူဆက်ပြီးတော့ခံပါအောင်မယ်ကြံပစစ်တဲ့ရဲ့ဒါ quick out ပွဲပြီးတော့ခွေရွေးမဲ့ဒီအတိုင်းဝိုင်းအရင်းမြစ်တွေမှာဘန်ချင်းငွေနဲ့ကိစ္စကြောင့်ဒါညှိစုံးပြီးတော့အခုလိုပြဿနာတွေတတ်တတ်ခံစတိုက် ဖြစ်ပေါ်နေတယ်ဒါနဲ့ပတ်သက်ပြီးတော့လဲ yes or no ဘယ်သူမှမသိရသေးဘူးဆိုလို့ရင်ကတော့ခွေးချင်းချင်းညှိနှိုင်းမယ်ခွေးချင်းချင်းအပေါင်ခံမယ်ခွေးချင်းချင်းစကားပြောမယ်ခွေးချင်းချင်းငွေပွေးငွေယူလောက်ပြီးတော့သူထပ်ပြီးတော့ခံဖို့ရဖြစ်လာမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဗျတိတဲ့အတိုင်းပဲလေအာနာယူအုပ်စုကကောင်းတယ်ဒီတင်းကတော့အမှန်ပါပဲဒါနေမှာချိန်ထားတဲ့ ငွေတိုးတွေငွေအရင်းတွေပြန်ဆက်နိုင်လို့ UIC ကလုပ်လိုက်တယ်။အဲ့ဒါကိုသူ့ရဲ့အင်ဂျီကိုဘန်မှာအပေါင်းခံပြီးတော့စိတ်စပိုင်းကိုပြန်ပေးပြီးတော့ဘန်ကိုအာမခံဖို့သူကဒါစူးစမ်းနေတယ်။သူအင်တခုလည်းမဟုတ်ဘဲနဲ့အခြားတော့ဗျာအခြားပိုက်ဆံမှုတွေလည်းရှိပါလေဆိုတော့အဲ့ဒီပိုက်ဆံမှုတွေကိုလည်းဘန်မှာအံ့မယ်။ဘန်မှာအပေါင်းထားမယ်။ဒါကိုသူ့ကိုပြန်ဖြတ်ပေးဆိုတော့ ပထမဆုံးကသူကလူငွေစင်းအောင်လူငွေတော်မှာဖြစ်သွားတဲ့အခြေအနေနဲ့သူကြုံတွေ့နေတာဒါကသူရဲ့ဒါ68ကျွန်တော် residence ပေါ့နော်မောင်မြင်သွားတဲ့ကိစ္စပေါ့ပြီးတော့နောက်တစ်ချက် you got you or quick up ပဲ commission commission ကလည်းပဲလူငွေစင်းမကြခင်မှာဖြစ်တော့မဲ့တက်တက်ခံဒါကြောင့်လည်းပဲသူ့ရဲ့အမည်စင်းကိုကျွန်တော်တို့ quick up ပဲရဲ့ ရွေးကောက်ပွဲကော်မရှင်ကသူ့နာမည်မစင်းမထည့်ထားတာဖြစ်တယ်။ဒါကိုသူကမမခံဘူး။ကျွန်မကဆက်ပြီးတော့ခံမှာမို့လို့လက်ရှိအိမ်တွေမြေတွေသူ့ပိုင်ဆိုင်တာတွေအကုန်လုံးကိုဖမ်းမှာ။ဒါပေမဲ့ဖမ်းမှာဆက်ပြီးတော့အပေါင်ခံပြီးတော့သူဆက်ခံမယ်ဆိုပြီးတော့ဖိတ်ကျွေးထားတာဖြစ်တယ်။သူဘယ်လိုမျိုးဆက်ခံသွားမလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါကတော့လက်ရှိအချိန်မှာအာ PPP ဒီတော့ပါတီသတ္တကိုယ်စလေလောင်းကပြားထွက်ပြီးတော့အမည်စရင်မထွက်လာတဲ့တတ်တတ်ခန့်ရဲ့လက်ရှိအခြေအနေဖြစ်ပါတယ်ဟုတ်ပြီဒီနေ့အရင်ကြီးဆုံးစွန့်ရမိသားစုနေရန်စိတ်ဝင်စားမယ့်တည်င်းခုကျွန်တော်ဖော်ပြခြင်းနဲ့အဲ့ဒီတည်င်းကအမေရိကန်တမလာဒေါ်နယ်ထရပ်အခုအာဆီယံအစည်းအဝေးအတွက်ပြင်ဆင်နေကြတာလေအာဆီယံအစည်းအဝေးအတွက်ရောက်ရှိနေတဲ့သူတွေအများကြီးရှိတယ် ဆိုတော့မီလန်တမဒေါ်နယ်ထရန့်ကမင်းအောင်လှိုင်ကိုအခုအခွင့်အရေးတစ်ခုပေးလိုက်ပါတယ်။အော်စီဝါစီဝေးရန်တက်ချင်နေတဲ့မင်းအောင်လှိုင်။ဟုတ်တယ်နော်ကျွန်တော်မိသားစုတွေလေအာဒါဗီတွေကသူတို့ကလော်ဘီတွေပေါ့နော်ပြေးလော်ဘီတွေအာဒီလောက်ကတော့ဗျာတဲ့မင်းအောင်လှိုင်ရတယ်တက်စရာမလိုပါဘူး။ဘာကြားရလဲ။လေရန်ကစကြင်းပြောင်းတဲ့လေလုံးနေလျှော့ဆိုတော့ဒီချိန်မှာဒေါ်နယ်ထရန့်ကမင်းအောင်လှိုင်ကိုအာဆီယံစီဝေးတက်ချင်နေမင်းအတွက်ခွင့်အရေးတစ်ခုပေးလိုက်မယ်။ ီခွင့်ရေးကိုမင်းအသုံးချနိုင်ဖို့တော့အရေးကြီးတယ်အဲ့ဒါကတော့ my name is ma a la ဒါလေးကိုတော့ speaking လို့ပြောတတ်မယ်ထင်တယ်ဟုတ်ပြီအမေရိကန်သမ္မတဒေါ်လာထရန့်ကအာဆီယံအစည်းအဝေးအရန်ကိုတက်ချင်နေတဲ့မင်းအွန်လိုင်းကိုအခွင့်အရေးတစ်ခုပေးလိုက်ပါလေသမ္မတဒေါ်လာထရန့်ကအကြမ်းဖက်စစ်ခွေးတက်ရဲ့ခေါင်းဆောင်မင်းအွန်လိုင်းကိုအာဆီယံအစည်းအဝေးတက်ခွင့်အခွင့်အရေးတရားချပေးမယ် သူကိုယ်တိုင်အင်္ဂလိပ်စကားပြောနည်းနည်းရရင်အဆင်ပြေပါတယ်လို့ဆိုပါတယ်။အာဆီယံစီဝေးမှာအင်္ဂလိပ်လိုပြောရမယ်။ဘယ်အောင်လဲအဆင်ပြေလား။မင်းတို့ကမင်းတို့တက်ကကောင်းနေ။စာမတက်ပြင်တက်လို့ပြောရင်လည်းမင်းတို့ကလက်မခံ။နည်းနည်းလေးတော့ဗျာအာဆီယံစီဝေးမှာအင်္ဂလိပ်လူလေးတော့ပြောပါဗျာ။ တကွာလုံးပတ်လို့ပြီးတော့အာအိုး yes no အဲ့ဒါနဲ့ပဲပတ်ပြီးတော့လုတ်ခဲ့တဲ့ကောင်းလေကျွန်တော်ဒီနေ့ဒီသတင်းကိုပြောနေတဲ့အချိန်မှာဘာတော့တတ်တရဆိုတော့ကျွန်တော်အရကတော် AA ပေါ့နော်ကျွန်တော်ရခိုင်ညီမအရကညီမအကျန်ဖက်စစ်ကွေးတကောင်းမှမရှိစေရဆုလို့ကြွေးကြော်ပြီးတော့အတကူတီးနေတဲ့အချိန်မှာဒီကောင်းလေးဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးတယ်ဗျာအဲ့တော့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကအဲကျွန်တော်တို့ဘယ်လိုလဲစမ်းသပ်ထွေလာတက်တော်ဝါတွေပေါ့ဗျာစုတ်ပြတ်တန်းပြီးတော့ အာအလာဘောင်းမီတွေနဲ့အဲသူတို့ကမ်းဘက်ကိုအဲကူလာတဲ့အချိန်မှာဟိုကအင်တာဗျူးတွေလုပ်တာဗောနော်အဲမှာသူဖြေတာအကြမ်းဖက်စီခွေးတက်ကမာလာသားတွေမာလာတပည့်တွေကအာ Oh yes no I see I see so အဲ့အင်တာဗျူးတွေကျွန်တော်ပြန်ပြီးတော့အမှတ်ရလို့ပါဟုတ်ပြီကျွန်တော်ဒါပြီးရင်က IPU မှာကျွန်တော်တို့ဒါ NGO ရေဗောနော် ဒါဒေါ်စင်မအောင်ကဒါ ISK ကောင်းကောင်းနဲ့ပေါ့နော်တင်ပြခဲ့တာတွေကျွန်တော်တို့ကတော့တွေ့ရတယ်ပြီးတော့ထိထိရောက်ရောက်သူပြောဆိုခဲ့တာဆွေးနွေးခဲ့တာတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ဗျာအတန်းပညာအဖြစ်ပြောမယ်ဆိုရင်တော့ပေါ့နော်အဲဒေါ်စင်မအောင်ငယ်စဉ်ဆယ်နှစ်ဝန်းကျင်လောက်ကပေါ့နော်ဒေါ်စင်မအောင်ရဲ့ စနေဝင်ကျင်လောက်က e scale လောက်နဲ့ပြတ်တက်မယ်ဆိုရင်တော့နည်းနည်းပါအဆင်ပြေအောင်ပဲဗျာဒါကပြည်သူတဦးအာပြောရေးထွက်လာတာဖြစ်ပါတယ်ကျွန်တော်လည်းတော်ပြီးတော့တက်မိတယ်အော်ကျွန်တော်တို့ကတော့ကျွန်တော်တို့ generation music တွေ10နှစ်တမီ10နှစ်သားဝင်ကျင်လောက် english တော့ english စကားပြောပါတော့ speaking ကျွန်တော်တို့ဒါ basic speaking လောက်လေးတက်မယ်ဆိုရင်တော့ main online ကနည်းနည်းပါပါပွဲတွေမှာအာခွေးလုံးလှမယ်လို့တော့ထင်တယ်ဗျာဒါကြောင့်လည်းဟုတ်ပြီ My name is Maala လို့ချောချောပြောပြလေအရင်ပြောတတ်ဖို့တော့လိုပါတယ်။ပြီးပါရင်တော့ကျွန်တော်အာဆီယံအစည်းအဝေးမှာဒေါ်နယ်ထရန့်ကသူ့အခွင့်အရေးပေးလာတဲ့အင်္ဂလိပ်စကားပြောရမယ်။အဲဒါကအလုံးမှလာတာလေဗျာ။အဝင်ရောက်ဒီကိုယ်တော့အင်္ဂလိပ်လိုတတ်တယ်လေဗျာ။အင်္ဂလိပ်စကားပြောကြတယ်ဗျာ။ထိုင်းဝင်ကြီးတို့အင်္ဂလိပ်လိုပဲပြောတာဗျာ။မိကွန်းကိုသူဆွေးနွေးရမယ့်ကိစ္စတွေ။ So Indo ထိုနေ့ကောင်မှအင်္ဂလိပ်လိုပဲဆွေးနွေးတာဗျာ။ So တကယ်ပွဲကြီးတွေမှာတကယ်အင်္ဂလိပ်စကားလေးတော့နည်းနည်းပါးပါးတော့ပြောတတ်ဖို့တော့လိုတာပေါ့ဗျာဆိုတော့ကျွန်တော်ထင်တာကတော့ my name is marla ကိုတော့မှတော်တော်လေးကြိုးစားပြီးအတန်ထွက်မယ်ထင်တယ်ဗျာအော်ဇမဲလုံးပြောတဲ့အင်္ဂလိပ်စကားလေးကိုလည်းကျွန်တော်မိသားစုမှတ်မိအောင်မယ်ဗျာထင်တယ်ဗျာ American great games are you ကျွန်တော်သူပြောတဲ့စကားကတော့ game လို့တော့ကျွန်တော်မကြားဘူးဗျ game ဆိုတော့ကျွန်တော်ကြားလိုက်တဲ့ပုံစံမျိုးပါဟုတ်ပြီဒါကတော့ တမတ်တော်နဲ့ကျွမ်းကမြောက်လိုင်းကိုအာဆီယံတက်ဖွင့်အခွင့်အရေးပေးထားတယ်ဒီခွင့်ရင်းမှာ my name is mala ကအစချီပြီးတော့အာဆီယံအစည်းအဝေးမှာအင်္ဂလိပ်ကိုပြောရမယ်ကိုစင်ကိုတီကိုလုံးကိုပြောနိုင်တယ်ဆိုရင်တော့အခွင့်အရေးရမှာပေါ့ဗျာကိုစင်လည်းကိုမတီပဲနဲ့အာကျွန်တော်တို့ generation h y z လူငယ်ပညာဓာတ်တွေကိုလေးတန်းတော့မအောင်နဲ့ကောင်းကင်လောက်ရှိတဲ့အစင်အတန်းလောက်အုပ်ချုပ်ချင်နေတယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုတာကိုကြိုပြီးတော့ပြောပြရစေကျွန်တော်ဒီနေ့နောက်ဆုံးပြောမယ့်စကားထဲမှာကျွန်တော်တို့ဒါတော်လန်တော့တပ်ဖွဲ့ဝင်တွေအားလုံးပူးပေါင်းပြီးတော့ဗောနော်အောင်ပွဲရတဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ KIO KIA ကဥက္ကရာဒါဘူဂျိုကြီး in blood ကကျွန်တော်တို့ပြောဆိုခဲ့တဲ့တကယ်ကိုအားရပွဲကောင်းတဲ့စကားပေါ့ဗျာဟုတ်ပြီဒါကတော့ money is မာအာလာအစချီပြီးတော့အာဆီယံစီးပွားမှာအင်္ဂလိပ်စကား basic speaking လေးနည်းနည်းလောက်ပြောမယ်ဆိုရင်အဆင်ပြေနိုင်တယ်ဒေါ်လာထွန်းကဖေးပေးရတယ်ဆိုရအကြောင်းပါဖြစ်နိုင်မဖြစ်နိုင်ကတော့သူရဲ့ရည်ချင်းနဲ့ပဲဆိုင်ပါလိမ့်မယ်ဟုတ်ပြီကဘာသာ16နဲ့၄မိုင်အကွာကိုရောက်ရှိလာပြီဗျာဒီကပိုင်းဂေါစကန်ခုနဲ့ကာဂစ်စကန်ကိုအကတ်တော့အင်းပူဝန်တဖို့နေတာတခက်သိမ့်ပက်လိုက်ပြီ၄မိုင်လေးပဲเนาะကျွန်တော်မိသားစု၄မိုင် ရင်ဘယ်ဘယ်မှာတော့ဟိုလမ်းလျှောက်ပြီးတော့တက်လာရင်တော့မှကျွန်တော်ပြောနေရင်တော့မှကပ္ပဒါစတဲ့ဘာကုံသွားပြီလားမသိကျွန်တော်တို့ခါကြရင်အာချက်လက်တော့ခေါ်တင်သေးတယ်ဗျအဲကပ္ပဒါစက်ရုပ်ကပ္ပဒါ16ပေါ့နော်ကြမလားမကြဘူးလားဆိုတော့လောင်းကြီးတီတော့မှကျွန်တော်တို့ခေါ်ရင်တော့မှခေါ်ရမလို့ဖြစ်နေတယ်ဟုတ်ပြီဘာမှမပြောနဲ့မတော်ရအနီးမှရှိတဲ့ကပ္ပဒါ16ရဲ့ point ကို scan နဲ့ guardian scan ကိုတစ်ခါတိုက်ပိုက်လိုက်ပြီး ။ဒါကြိတ်သိလိုက်ပြီးတော့လက်ရှိချိန်မှာကမ္ဘာ့ဆ16နည်းနည်းခဲရန်ထုတ်လုပ်တဲ့စက်ယုံအဓိကဂျမ်းတွေထုတ်လုပ်တဲ့စက်ယုံကြီးရဲ့၄မိုင်အနည်းမှာကျွန်တော်တို့ဒီကောင်လေးတက်ဖွဲ့ဝင်တွေနဲ့အေးအေးဥပတက်ဖွဲ့ဝင်တွေရောက်ရှိနေပြီတဲ့ဗျာ။ဆိုတော့ထဲရကောင်လေးကအေးအေးဟေ့ဆိုရင်အတန်ကြာတာနဲ့ပြေးဖို့စဉ်းစားနေကြတယ်။တကယ်ကျွန်တော်ပြောလို့ပဲ ီအီးတော့ပေါက်ချိန်ရလိုက်တာမဟုတ်ဘူးဒီကောင်နေပြေးရင်တော့မှမလွတ်ဘူးဆိုတော့အဲ့ဒါကတော့အေးအေးကျွန်တော်ကခိုင်နေရပြောပြီးသားနော်အေးအေးပတိလာပြီဆိုရင်အတန်ကြာနေမြေကြီးပေါ်မှာဝင်ရမှောက်တာမကောင်းနဲ့မြေကြီးနဲ့ထဲထိုးတာမလွတ်နဲ့ခေါင်းပေါ်မကြည့်နဲ့ပါစက်ကပဲပေါ့ကျွန်တော်တို့လက်နဲ့ချပါပြီဒါပဲပြောအဲ့ဒါဆိုရင်အသက်ရှင်နေငွေရမယ်မိသားစုနဲ့ပြန်လဲအောင်စီကွင်းရမယ် အဲ့ဒါကတော့အေးအေးတစ်ဖွဲ့ဝင်တွေပြောရင်ပြောတယ်လို့ဆိုတော့စက်တော့မှန်းတွေသူတို့ခမင်းမကျွေးနိုင်တော့လို့ပြလွတ်ခဲ့တာလည်းအများကြီးရှိတယ်ဟုတ်တယ်တော့ကျွန်တော်မိသားစုစက်ကိုစစ်နဲ့တူအောင်မတိုက်ရဲတာဘသူတွေလဲကျွန်တော်မိသားစုမင်းအောင်လှိုင်းနဲ့အပေါင်းပါခွေးတိုက်ပဲရှိတာကျွန်တော်ရသားပြည်သူလေးစီဘုံကျဲတဲ့တပ်ဖြတ်တဲ့ ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ထိ ंछ ုပ်ပြီးသားကျွန်တော်တို့ကျွန်တော်တို့စစ်နိုင်သွားပြီကျွန်တော်တို့အဲ့ဒီမျိုးတွေတက်ခတ်သိမ့်မဲ့ပြီးပြီဆိုရင်ဘာလုပ်လဲအဲ့ဒီမျိုးတွေလေချောင်းကဘုံချဲတယ်ဟုတ်လားအဲ့စစ်ရှုံးတဲ့ကောင်တွေလုတ်တဲ့လုတ်ရလားစစ်ကိုစစ်နဲ့တူအောင်မတိုက်တဲ့ကောင်တွေဘလောက်တောက်အောင်တန်းကြလဲဆိုကျွန်တော်ဒီနှစ်ပိုင်းတွေမှာကျွန်တော်တို့ကလည်းတိတ်ပြီးတော့ဗျာဟိုမျက်နှာသာတိတ်မပေးတော့ဘူးငါတို့လာပြီး ငါတို့လာပြီးစွာနဲ့နှာခေါင်းနဲ့မြေကြီးရှာထိုးတာလုံးဝမောင်ကြီးနဲ့မောင်ကြီးရင်တော့ခေါင်းပျောက်သွားဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒေါ်နယ်ထရန့်ကမင်းအောင်လိုင်ကိုအခွင့်အရေးပေးထားတဲ့အာဆီယံစည်းဝေးမှာ business speaking လောက်နဲ့အစည်းအဝေးပြောဆိုဆွေးနွေးတယောက်နိုင်တယ်ဆိုရင်တော့အခွင့်အရေးရကောင်းရနိုင်တာပေါ့ဗျာဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကတော့ ဝဲချက်ကအကောင်နေရတာတော်တော်လေးကိုဥထွက်သွားမယ်ဗျာဟုတ်ပြီဒါလေးကတော့ဒီအာဆီယံနဲ့ပတ်သက်ပြီးတော့အရန်ကိုတတ်ချင်နေတဲ့မြောက်လည်းနဲ့ပတ်သက်တဲ့သတင်းပြလုံးလေးတစ်ခုပါတော်ဆောင်ကြည့်ရမှာကတတ်တတ်ခံကလည်းထပ်ပြီးတော့ခံအောင်မယ်ဘလို့ခံအောင်မလဲဆိုတာကိုလည်းကျွန်တော်တို့တကယ်ကိုမြင်တွေ့ရအောင်မှာဖြစ်ပါတယ်တကယ်မှကျွန်တော်တကယ်လည်းအကြောင်းအရာကျွန်တော်မိသားစုဝင်အားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်တော်မှန်ရေးတပ်ဖွဲ့ဝင်များစုစည်းပြီးတော့အောင်ပွဲရတဲ့ နောက်ဆုံးချိန်ထိကိတိုက်ခိုက်သွားမယ်ဖြစ်တဲ့ကြောင့် MOKIO KIA ဗိုလ်ချုပ်ကြီးကပြောဆိုလိုက်ပါကြောင်းပြောချင်ရင်လည်းညီကုန်းချုပ်ပြစီ